ဘုန်းကြီးတို့ကံကြီး၅ပါးရှိပါတယ်။ပင်စနန္ဒရိယကံလို့ခေါ်တယ်။နံပါတ်၁ကဘာလဲ။မာတုဂရကကံအမိကိုတတ်တဲ့ကံ။နံပါတ်၂ကပိတုဂရကကံအဖတ်ကိုတတ်တဲ့ကံ။နံပါတ်၃ကအရဟန္တဂရကကံယဟန္တာပုဂ္ဂိုလ်ကိုတတ်တဲ့ကံ နံပါတ်၄ကလောယုတ္တဘာရကကံယခုခေတ်တော့ဘုရားရှင်ဤတန်တန်တော်၌ပြင်းစင်ကြည့်သေးတဲ့ကံနံပါတ်၅ကတော့တန်ခမိရကကံတန်ခကိုသိမ့်ပွဲ့တော့အောင်ပြုလုပ်တဲ့ကံပေါင်းလိုက်တော့ကံကြီးဘယ်နှခုဖြစ်လဲ၅ခုသူတို့ကအနန္တရိယကံမှာအလုံးကြီးလေးတဲ့ကံလို့ဒီလိုသတ်မှတ်ထားပါကြောင့်လေဒီကံကိုလုံကျူးတဲ့ပုဂ္ဂိုလ်ဒီ मैं भो नहीं बांगो बेलू बे जा मैं भो नहीं बांगो जानिया मेडिया दी को बेलू बे अठो दौले दी बा मा बेलू मा मिया है को जागा अच्छा जा को ना जा तो को करा दी ता दवा दी 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 अच्छा मैं ने कीन दी अबेले हो दबो मो को या या मैं भयां दो मा के लो बेलू मा मिया है ना जा अलंकी ले रे कैंसर भी दी लो ता मा था အဲ့ဒီအလွန်ကြီးနေတယ်ဆိုရင်ဒီကံနဲ့ပတ်သက်ပြီးတော့အထက်ကဒီကံမြတ်ကရှင်းလင်းထားတဲ့အထက်မှာနည်းနည်းလေးကြီးလေးပရိသတ်ကြီးပတ်သားပြခြင်းနဲ့ကံလေးတစ်ခုပြပါရဲယခုလိုသက်တော်တင်ချာမြတ်စွာဘုရားအပေါ်၌သာပြုလုံးမှအနန္တရိယကံမြည်သည်မဟုတ်ဘူးတဲ့ဘယံကြီးရဲ့ယူဘောတော်ဇီရီတော်ပထုတော်ဒီမှာလဲအလားတူပဲသွေးစဉ်ဒီလောက်အောင် ပြင်းစည်းအောင်ပြင်းစည်းနေတဲ့ဒီအကုသို့ကံဒီဖိုက်ဖောက်တဲ့အကုသို့ကံမျက်လုံးဖောက်တဲ့အကုသို့ကံစတဲ့ဒီအကုသို့ကံဒီဟန်လဲအနန္တရိယကံအစ်စ်မဟုတ်တော့လဲအနန္တရိယတရိသအနန္တရိကကံနဲ့အလတ်တူပါရဲ့ဆိုပြီးတော့ဒီလိုဆုံးဖြတ်ခဲ့။ဒါကြောင့်ရှိခိပေါ်လီမင်းတို့မင်းလက်ထက်တုန်းကမဟာမြတ်မုနိရုပ်ပွားတော်ကြီးမန္တလေးတောင်ပြည်ကြီးလောင်းတဲ့အချိန်ခါမှာ ဘုရားတဆုံးတည်းတကွရုပ်ဘောတော်အတ္တိဤအလောင်းမြတ်ခံရပါလေရှင်ယခင်တို့ကလည်းအလားတူပဲဒီလိုရွှေတွေချက်ထားအဲ့ဒီရွှေတွေအကုန်လုံးပြောကြသွားပြောကြသွားလိုက်တဲ့အချိန်ကကြတော့ ဘုရားတရားတော်ကြီးပြန်ပြီးပြုရင်ဖို့ရန်ဆိုတဲ့အကြောင်းကိုပေါ်လာရင်ဆိုကြလို့နော်။ယောကြတဲ့ရှင်ရှင်ကိုခင်ကြည့်လိုက်တော့ပိဋကကြီး40ရှိတယ်။ဒီပိဋကကြီး40ကိုမင်းတို့မင်းကြီးကပိဋကကြီး20ဖြစ်ဆိုပြီးတော့သရတော်ကြီးလို့ပြီးတော့ဘုရားမှာပူဇော်ထားပါနော်။ဒီသရတော်ကြီးကဒီနေ့မြင်နိုင်တဲ့သရတော်ကြီးဖြစ်ပါလေ။ဒီမှာဘုန်းကြီးပြောချင်တာကတော့ဒီဘုရားဘဏ္ဍကွင်းကျောင်းတော်ကြီးမိခတ်သွားတဲ့အချိန်ဆိုမှပြန်ပြီးပြုရင်ဖို့ရန်အတွက်သရတော်ရင်စုပေါင်းပြီးတိုင်ပင်ရတယ်။ မင်းတို့မိမိလည်းပါပါတယ်ခန္ဓာကိုယ်ဒီတိုက်ကိုရောက်ဖို့တဲ့ပုဂ္ဂိုလ်များတော့နည်းနည်းနားလည်လိမ့်မယ်ခင်ဗျာအရှိမုကံနေဝင်လိုက်လို့ရှိရင်ဘုရားရှင်ရဲ့မြင့်တော်ကိုလှမ်းဖူးလိုက်တဲ့အချိန်ကမှခလန်းလန်းကမမြင်ရဘူးအနံ့ရောက်မှပဲမြင်ရတော့ဘုရားရှင်ရဲ့မြင့်တော်ဟာကွယ်နေတယ်ကွယ်နေတဲ့အတွက်ရှိကနေပေါင်းကုသဖွယ်ပြုလုပ်ထားတဲ့ဥဒ္ဒိုင်းကိုဖြိုပြီးတော့အပေါ်ကိုမြင့်နေဖို့ရအတွက် ကျိုးစားအထုတ်ကြတော့လေးရင်လေးရမှာရှိတဲ့တော်ကြီးတော်ခမ်းများများကအလုံးကန့်ခွက်ကြ။ဘယန်းရှင်ရဲ့ကဏ္ဍကုသိုလ်ကြောင့်တော့ကိုဥဒ္ဒချက်မှဖြိုခွဲပြည့်စည်တာကိုနည်းနည်းမှမကြိုက်ဘူး။ဒါဟာအနန္တိယကံနဲ့အလတ်တူတယ်ဆိုပြီးတော့ဘယန်းရှင်သရင်သုံးတော်မူတဲ့ကြောင့်တော့ဘယန်းရှင်သရင်သုံးတော်မူရာဖြစ်တဲ့ဗောဓိပင်ဒါရီဟာလည်းဇီရီထိုက် ဒီအိမ်ကိုခုလိုဖြစ်စည်းခြင်းကိုမလိုလားတဲ့အတွက်အလုံးဝိုင်းကွန့်ကွက်တဲ့ခါနဲ့အဲဒီခန္ဓာကုဋ္ဌိတတိမူလထမ်းမြဲတဲ့ပုံစံတည်းနဲ့ထားရတယ်ဒီနေ့ဒီနော်ဘုရားယူဘတော်တွေမဟုတ်သေးဘူးဘုရားယူဘတော်ကိယောရာဖြစ်နေတဲ့ဇီရီအိမ်ကိုတော်လည်းပဲဥနိပြမဖြူခွဲဖြစ်စည်းတာကိုရှင်းရှင်းတော်ကြီးတွေကမကြိုက်ကြဘူးဒီကံကိုသိကြောက်နော်နော်ဒီအနန္တိယကံကြီးကိုအလွန်ကြောက်ကြဒါကြောင့်ဒီအနန္တိယကံက ဒီနည်းအကြမ်းမဲ့နဲ့အပယ်လေးဘုံကိုတင်းတင်းအင်ကံရောက်စီနိုင်တဲ့ကံတစ်ခုဖြစ်သွားပြီ။ဒီကံကိုအရှင်ဒီဝရကကျေးဇူးအပ်ထုတ်။ဒါပေမဲ့နောက်ဆက်တွဲဘာဖြစ်လာပြန်လဲပြဿနာလေးတစ်ခု။အဲ့ဒီကံကဘာကြောင့်ဖြစ်ရတယ်လဲ။မနေ့တုန်းကပြောခဲ့ပြီပါပြီ။ဘုဘတ်တော်ကဘာဝိဘတ်တော်လဲ။ကလေးဘွားမှာကစားနေရင်လမ်းမှာမဆုံးကကြွလာတဲ့အရှင်ပိဿကဗုဒ္ဓကိုကြောက်ခင်းနေပုံပြီးတဲ့ကံကြီးနော်။ အဲ့ဒီအကုသို့ကံဒီဒီဖေကြီးမြတ်အထိအကျိုးပေးတတ်တယ်ဆိုရင်ခုလိုဘုရားကိုဖြစ်စီနေတဲ့ကံလို့သွေးသိမ့်တည်တဲ့ကံမျိုးကပို့ပြီးတော့ရင့်ကျက်မယ်ဆိုတာတော့ခမန်းလို့ရနိုင်ပါတယ်။ဒီကံကြီးလွန်ကျွလိုက်တဲ့အချိန်ကကြတော့ဘာဖြစ်လာလဲအတ္တသုံးခေါမေခုဒေဝဓာတ္တေနာကိရာဘဂဝတ္တောဝတ္တောပယုတ်တော်တိယဟန်တန်ဃာတော်ဒီတော်မြတ်မြတ်ကြားကြပြီ။အရှင်ဒီဝရသူရသော်ဘုရားကိုတတ်ပြီးတတ်ဖို့ရကျေးဇူးအပ်ထုတ်ပြီးဆိုတဲ့ဒီသတင်းကိုပြန်သွားတယ် ညံ့သွားလိုက်တဲ့အချိန်ကကြတော့ယဟန်ဒီကလည်းမြတ်စွာဘုရားကိုစောင့်ရှောက်ဖို့ဆိုပြီးတော့ဒီနေရာမှာပေါ်လာကြတယ်။အချင်းသရီပုဂ္ဂိုလ်ကလည်းသူ့ရဲ့ပဲဒီနေ့ဂိဇုကုတောင်ရမှာဒီနေရာကဒီလောက်ပြီးစောင့်ရှောက်တယ်။အရှင်မကတ္တဝကလည်းသူ့ရဲ့ပဲဒီနေ့လောက်ပြီးစောင့်ရှောက်အရှင်ဘုရားကလည်းသူတို့ပဲဒီနဲ့အရှင်အနန္တဂရုမြတ်ကလည်းသူတို့ပဲဒီနဲ့အသက်နေပြန်ပေါ့။တပည့်ကြီးတို့ကခမည်းမြတ်ကမိမိနောက်မှာတပည့်ရင်းနဲ့အတူတူလာလာပြီးစောင့်ရှောက်ကြတယ်။ အရှင်ဒီဝရကလည်းသူ့လိုပဲအတင်းပေးနေတယ်အလားတူပဲသူကလည်းရောပြီးတော့လိုက်ဆောင်ချောက်နော်အဲဒီလိုဆောင်ချောက်လိုက်တဲ့အချင်းခံပါဘာဖြစ်လာလဲဥစ္စာတတ္တမဟာတတ္တကျေလုံးပြင်းပြနေတဲ့အပန်းတွေကျွတ်ဖြစ်လာတယ်အဲဒီကျွတ်စီကျွတ်စီတွေပေါ်လာတာကဘာလို့ထားလဲလို့မေးတော့သစ္စာယံကရွန်တာဘုရားရှင်ဟောကြားတတ်တော်မူတဲ့တရားတော်တွေကိုရွတ်ဖတ်ပြန်ပြန်ပြီးတော့ ရေလုံးပြပြတဲ့အတ္တတိဖြစ်ရုပ်ပါတရဇေပြီးတော့ထင်းထင်းရှားရှားနေတယ်ဆိုပြီးဒီလိုပေါ်ပြထားတုံ့တန်တခုတခြားတုံ့တန်ပေါ့နော်အဲ့ဒီတုံ့တန်မှာကတော့မြတ်စွာဘုရားကဓာတုတ္တသန္တန်တနဓာတုဓာတုရင်းသားနှင့်ဘရဝတိတိနှိမ့်တော်မူကြတဲ့အကြောင်းလေးကိုဘုရားရှင်ကဒီအထုပ်ပတ်ကိုကြည့်ပြီးတော့ဟောထားတဲ့တုံ့တန်လေးတခုဖြစ် အရှင်သာရိပုတ္တရာကပညာဉာဏ်ကြီးတယ်လို့အရှင်သာရိပုတ္တရာရဲ့တပည့်တော်ကတွေကလည်းဉာဏ်ပညာကြီးမှကြတယ်အဲ့ဒီဉာဏ်ပညာကြီးမှတဲ့တော်ရီကတို့တုပ်စုဖြစ်အရှင်မမောကလကတကောအဋ္ဌိပတ်ကြီးမှတယ်လို့အရှင်မမောကလရဲ့တပည့်တော်ကတွေကလည်းတကောအဋ္ဌိပတ်ကြီးမှတော်မူကြပါတယ်တို့ကလည်းတုပ်စုဓာတုယတုတုယပေါင်းသိမိကြတယ်အရှင်အနုရုဒ္ဓကဒီဘက်ကျကောအမင်းကြီးအရာမှာဣန္ဒြေဝိနုကိုရတယ်လို့ specialist ပေါ်တယ်နော် သူကပုံစံအထက်တန်းကြတယ်လို့သူတို့ပဲညီကြလဲအကုန်လုံးမိဘဆက်ကိုအပင်ကြီးအရာမှတွန်းကျင်တော်မူကြအကြီးအနန္ဒမထေရကဘုသူတ္တမြတ်ပြသလိုသူ့ရဲ့တပည့်တွေကလည်းဘုသူတ္တမြတ်ပြတော်မူကြအရှင်ဒီဝတ္တရဲ့အရှင်ဒီဝတ္တကစိတ်ထန်းယုံညံ့သလိုသူ့ရဲ့တပည့်တွေလည်းအလုံးစိတ်ထန်းယုံညံ့ကြဟဲ့တော်ဝရီတိ ဓာတုသောတန်တန်တဏဓာတုရာတုရာပေါင်းစုံမိကြပါတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတာနော်အဲဒီခါကျတော့မှဒီတန်ညကြလိုက်တော့ရှင်အနန္ဒမထေရကိုဘုရားရှင်ကအမိရှိတဲ့အနန္ဒာဒီကျေလုံးပြုတ်ပြပြီးရုပ်ဖတ်တရစံဒီတဲ့အတန်ဒီဟဘာသာမီလဲလို့မေးလိုက်တော့အရှင်ဒီဝရကဘုရားရှင်ကိုသဘောရကျိုးစားအထုတဲ့အတွက်ဘုရားရှင်ကိုစောင့်ရှောက်ဖို့ဆိုတဲ့ဥညိချက်ဖြင့်တပည့်တော်ကတွေကသူ့ပေါင်းပြီးမိစ္ဆာကိုတောင်းရမှာ လာရောက်ပြီးတော့တောင်းလျှောက်တဲ့အနေအဖြစ်ယူဖတ်တရိုက်တဲ့နေ့တဲ့အတန်းလေးဖြစ်ဆုံးဖြစ်ပါတယ်ဆိုပြီးတော့တင်ပြဖျောက်ထားအရိခါကြတော့မှဘုရားရှင်ကကဲအာနန္ဒာဒီလိုဆိုလို့ရှိရင်အဲ့ဒီယဟန်ကြီးတော့ခေါ်လိုက်ငါဘုရားရှင်ခေါ်တော်မူတယ်ဆိုပြီးတော့တော့ခေါ်ခြင်းဆိုပြီးတော့အမိတ်ရှိလိုက်အရှင်အာနန္ဒာကိုရောမြတ်ကလည်းတော့ပြီးတော့ခေါ်ပါတယ်ခေါ်လိုက်တဲ့အချိန်ကမှဒီယဟန်သံဃာတွေအလုံး သူဝေးလာပြီးတော့ဘုရားရှင်ထံရောက်တင့်တယ်လျောက်ပါတဲ့နေရာမှာထိုင်ပြီးရှင်းခုတ်ပြီးတော့မြတ်စွာဘုရားကိုပြုမြော်ကြတော့ကြတော့ဘုရားရှင်ကဘာအမိရှိလဲအဒါနမိတံဘိခဝေအနဝကတောယံဘရုပရကမေနဘရုပကမေနတထကတသိဝိတဟောရောပိယဇိဝိတဟောရောပိယအနုပကမေနဘိခဝေတထကတပရိနိဗ္ဗာယံတိဘိခဝေစိတယံတို့ ဘရုမေကမေနလူဘတို့ရဲ့လုံလပယောကကြောင့်တထကတံတထကတအမြတ်တော်ဘုသောဖယားရှင်ကိုစီတကူဒီလေးမှယံဟောတော်ပြအကျဉ်းချလျာဤဤတထနဤကဲ့သို့သူဘတို့ရဲ့လုံလပယောကဖြစ်ဒီဒီလေးမှကြာခြင်းဆိုတဲ့ဤအကြောင်းအရာသည်အနဝကာတော့အခါခွင်မဟုတ်ဘိခဝေစိတ္တယတ္တတထကတတထကတအမြတ်တော်မူတဲ့ဖယားရှင်တို့သည် အနုပကမေနသုဘတို့ရဲ့လုံလပယောကမပါဘဲသာလျင်ပရိနိဗ္ဗာန်ပရိနိဗ္ဗာန်ယတိပရိနိဗ္ဗာန်သံတော်မူကြရောဓမ္မတာဖြစ်ကြပါ၏ကုန်၏စေတယံတို့သုဘတို့ရဲ့လုံလပယောကကြောင့်ဘယံရှင်တို့ရဲ့တိတိပိစီတိဆိုတဲ့ဇီဝတ္တလေးမှကြကြဆိုတဲ့ဒီသဘောတရားဟာဘယ်လို့မှမဖြစ်နိုင်ဘူးဒါကအခါခွင့်အကြောင်းအရာမဟုတ်ပါဘူး ရူပတို့ရဲ့လုံးလဘယောကမပါပဲသာနှင်ပြည့်ပြည့်တို့မိနိပြိနိဗ္ဗာန်စံယုဓမ္မတာရှိပါတယ်ဆိုပြီးတော့အမေ့ရှိအမေ့ရှိ